လူငယ်တယောက်ကဒီလိုညီးသွားတယ်။မနက်လင်းနာနဲ့လှုပ်ကိုသွားတယ်။မိုးချုံမှအိမ်ပြန်ရောက်တယ်။ဒီလိုအလုံးနဲ့အိမ်အိမ်နဲ့အလုပ်ကိုသွားပြန်လှုပ်ရင်းတပတ်မှ6ရက်ကုန်ဆုံးခဲ့ရတဲ့ဘွားကြီးမှကျွန်တော်မပြောတော့ဘူး။အဲ့ဒီလိုတိုးတိုးလေးညီးသွားတာပေါ့။ဒါ ਉਹ လည်းအဖိုးတယောက်ကကြားလိုက်တာပေါ့။အဖိုးကလည်းလူငယ်ကိုရေဘူးတဘူးကမ်းပေးလိုက်တယ်။ထိုခါလူငယ်ကလည်းကျွန်တော်ရေမစားသေးပါဘူးလို့ပြန်ပြောတာပေါ့။အဖိုးကလည်းရေဘူးကိုဖွင့်ပြီးတဲ့အခါမှာရေတွေကိုမြေပြင်ပေါ်လောင်းချတာပေါ့။ရေတွေဟာမြေပြင်မှာဘောအိမ်လေးတစ်ခုဖြစ်သွားတယ်။အဖိုးကလည်းလူငယ်ကိုပြောတယ်။ကြီးစန်းကောင်လေး ရေဘူးရဲရေရီကအခုဘွတ်အိုင်ဖြစ်သွားပြီ။ကောင်းလေးကလည်းမထူးဆန်းတဲ့ဟန်နဲ့ပဲ။မြေကြီးပေါ်ရေကြလို့ဘွတ်အိုင်ဖြစ်တာဘာဆန်းလို့လဲလို့ပြန်ပြောတာပေါ့။မထူးဆန်းပါဘူးကောင်းလေးရဲ့။ဒါပေမဲ့အဲ့ဒီရေတွေဟာအရန်ပူလာရင်အငွေ့ပြန်သွားမယ်။ရေငွေ့အဖြစ်နဲ့ကောင်းကင်ကိုရောက်ပြီးတော့တိမ်လိုက်တိမ်နဲ့ပေါင်းသွားမယ်။ပြီးရင်မိုးအဖြစ်ရွာချမယ်။အရန်အေးတဲ့နေရာရောက်ရင်နှင်းနေအဖြစ်နဲ့ကြလာတတ်သေးတာကွာ။ဟာဒါကရေရဲ့ဖြစ်စဉ်လေ။ဘာများထူးဆန်းလို့လဲလို့လူငယ်ကလည်းစိတ်မပါတဲ့လေသံနဲ့ပြန်ပြောတဲ့အခါမှာတော့ထူးဆန်းတာပေါ့ကွာ။အသက်မရှိတဲ့ရေတောင်မှပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ပြောင်းလဲနိုင်သေးရင် အသက်လည်းရှိတယ်အသိဉာဏ်လည်းရှိတယ်လူတယောက်ဖြစ်တယ်မင်းကဘာကြောင့်မပြောင်းလဲနေရတာလဲမှတ်တာကောင်းလေလူတယောက်ကိုတစ်သက်လုံးဒါပဲလုပ်ရမယ်ဒီလိုဘဝပဲနေရမယ်လို့ဘယ်သူမှအမိန်ပေးလို့မရစိတ်ခိုင်းလို့လည်းမရဘူးကွာလူတိုင်းမှာပြောင်းလဲခွင့်ရှိတယ်မင်းဒီလုံးမှမပြောဘူးမို့လားပြောင်းလုပ်ခွင့်ရှိတာပဲဒီဘဝမှာမပြောတော့ဘူးလားဒီထက်မြင့်တဲ့ဘဝကိုရအောင်ကြိုးစားခွင့်ရှိတာပဲကောင်းလေထိုင်ပြီးညီညွတ်နေုံနဲ့တော့ဘဝအလိုလိုပြောင်းလဲတော့မှမဟုတ်ဘူးကိုယ့်ရဲ့ဘဝကိုပြောင်းလဲဖို့အတွက်ကိုယ်တိုင်ကြိုးစားရမယ်ဒါကြောင့်မလို့ကိုယ်ပါဖြစ်ချင်းလဲကိုယ့်ဘာကတာကိုစဉ်းစား ကိုဖြစ်ချင်းနေဆိုတာကိုလည်းတည်တည်ရှိချာသိရင်အဲ့ဒီအတိုင်းဖြစ်အောင်ကြိုးစားဖို့ကွာလို့ပြောလိုက်တာပေါ့လူဆိုတာအစ်ပင်တပင်မဟုတ်တာကြောင့်ဒီနေရာမှာပဲပေါက်ပြီးဒီနေရာမှာပဲရှင်သန်မယ်လို့ဘယ်သူမှအမိတ်ပေးပြီးစေခိုင်းလို့မရဘူးဒါကြောင့်မလို့ကိုပျော်ရွှင်တဲ့အရက်မှာပဲရှင်သန်မှုကြိုးစားကိုဖြစ်ချင်းနေဘဝမျိုးကိုရနိုင်မှုကြိုးစားဒါမှသာဘဝမှာရှင်သန်နေရတဲ့အချိန်တိုင်းဟာအတိတ်ပဲရှိရှိနဲ့ကျင့်နေเสียကောင်းလာပါလိမ့်မယ်